အင်ဒိုနီးရှားနိုင်ငံဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းပထမဆုံးအကြိမ်ကမ္ဘာ့ဗလာဝင်ကွင်ရရှိရေးကြိုးပမ်းမှုကိုအရှိန်မြင့်တင်နေချိန်ဂျော်ဒီခရိုက်ဖာနယ်သာလန်လူမျိုးပက်ထရစ်ကလိုက်ဗန်နက်အတူအင်ဒိုနီးရှားလက်ရွေးစင်အသင်းမှာပူးပေါင်းပါဝင်လာပါတယ်။ဘာစီလိုနာအသင်းအားကစားဒါရိုက်တာဟောင်းနဲ့ကနဝင်ကစားသမားဟောင်းဖြစ်တဲ့ဂျိုဟန်ခရိုက်ဖြစ်သားဖြစ်သူခရိုက်ကိုအင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI ရဲ့နီးစနစ်အကြံပေးဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားဘောလုံးဖွဲ့ချုပ်ဟာဇန်နဝါရီလမှာနယ်သာလန်နဲ့ဘာစီလိုနာကန်ဒဝင်ကလိုက်ဘတ်ကိုသူတို့ရဲ့နီးပြတဲ့အဖြစ်ခန့်အပ်ခဲ့ပါတယ်။အင်ဒိုနီးရှားအသင်းဟာ2026မြောက်အမေရိကကမ္ဘာဖလားအတွက်အာရှခြေစစ်ပွဲတတိယအဆင့်ကိုရောက်ရှိနေပြီးအခုအခါဒက်ရှ်နီးပြတွေကကြီးကြပ်မဲ့နယ်သာလန်နိုင်ငံဖွားကစားသမားတွေကိုစုဆောင်ရေးလုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ်။ အသက်52နှစ်အရွယ် Manchester United ကစားသမားဟောင်း Craig ကိုသူ့အတွေ့အကြုံတွေကြောင့်ရွေးချယ်ခဲ့တာဖြစ်ပြီးသူ့အတွေ့အကြုံတွေထဲမှာ Israel Club, Maccabi Tel Aviv နဲ့တရုတ် Club Shenzhen FC လိုမှာ manager အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလည်းပါဝင်ကြောင်း PSSI ကပြောပါရယ်။ကစားသမားတယောက်အပြင်နီးပြအနေနဲ့ပါသူ့အတွေ့အကြုံတွေဟာ Indonesia ဘောလုံးလောကရဲ့အနာဂတ်ကိုတိဆောက်ရမှာအရေးပါလိမ့်မယ်လို့ PSSI ဥက္ကဋ္ဌ Eric Toha ကထုတ်ပြန်ကြမှာပြောပါရယ်။ ကလိုက်ဘတ်ဟာသူ့နိုင်ငံသားကိုအဲ့ဒီယာဒူးအတွက်အကြံပြုခဲ့တာလို့တူဟာကပြောပါတယ်။ခရိုက်ကကျွန်တော်စိတ်အရန်လှုပ်ရှားမိတယ်။အင်ဒိုနီးရှားဘောလုံးရဲ့အဆင့်ကိုမြင့်တင်ဖို့ကျွန်တော်အတွေ့အကြုံနဲ့အသိပညာတွေကိုမျှဝေဖို့မဆောင်နိုင်တော့ပါဘူးလို့ပြောပါတယ်။အင်ဒိုနီးရှားအသင်းဟာကမ္ဘာဖလားချစ်စစ်ပွဲအုပ်စုမှာ6ပွဲကစားထားပြီးတပွဲနိုင်3ပွဲတည်ကြပြီးတတိယနေရာမှာရပ်တည်နေပါတယ်။ အုပ်စုထိတ်ဆုံးနှစ်သိန်းကမြောက်အမေရိကကိုဒိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီးတတိယနဲ့စတုတ်ထနေရာတွေကတခြားခြေစစ်ပွဲအဆင့်ကိုကစားသွားရမှာပါ။အင်ဒိုနီးရှားအသင်းရဲ့နောက်ထပ်ခြေစစ်ပွဲဟာမလာမှာအော်စတြေးလျကိုတွားရောက်ရှင်ပြရမယ်အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီးအော်စတြေးလျအသင်းကအုပ်စုစီမှာဒုတိယနေရာကရပ်တည်နေပေမဲ့သမတ်ပဲအသာရရှိထားပါတယ်။အဲ့ဒီနောက်မှာတော့ဘာရီနဲ့အင်ကွင်းပွဲစဉ်ကို ရှင်ပြရမှာပါ။